အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့နှစ်တစ်ကိုအချိန်အခါဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့စစ်စင်တင်ဆက်သူအန်နာပါနှစ်တစ်ကိုညလေးမှာတော့တမျိုးလုံးကနှစ်တစ်ကိုနေ့ကိုကြိုဆိုဖို့အတွက်ပြင်ဆင်နေခဲ့ကြပါတယ်ပွဲတော်အတွက်အရာအားလုံးကိုတည်တည်ကြာကြာနာနာပြင်ဆင်ထားခဲ့ပြီးအားလုံးပျော်ရွှင်နေခဲ့ကြတော့ပေါ့ အစအဦးအကြီးကြီးတွေမှာဆိုလို့ရှင်လဲပါတီပွဲတွေအစီအစီချင်းပါနေခဲ့ကြပါတယ်။ဒါပေမဲ့အိမ်တအိမ်မှာလူတယောက်ကတော့မူးရှို့နေခဲ့ပြီးသူရဲ့မိန်းမကိုရှိုင်နေခဲ့ပါတယ်။မရိုက်ပါနဲ့ရှင်။ကျမကိုမရိုက်ပါနဲ့။အမေကျမကိုကဲပေါင်းအမေကျမကိုကဲပေါင်း။ရှိုက်ပါစေ။ရှိုက်ပါစေ။သူနဲ့ကိုရှိုက်တာပဲကောင်းတယ်။နေရမိန်းကလေးတယောက်ကိုမွေးဖွားထားတယ်ပြီးတော့ဒီမိန်းကလေးကလည်းဒုက္ခိတဖြစ်နေတယ်။သူကြီးလာတဲ့အခါကျရင်ငါတို့ဘလောက်တောင်မှသူ့အတွက်ကုန်ကြစရိတ်တွေများလိုက်မလဲဆိုတာကိုသိရလား သူ့လိုဒေါခိတာတယောက်ကိုဘယ်သူကလက်ထပ်ခြင်းမလဲတကယ်လို့လက်ထပ်ဖို့အတွက်တစုံတယောက်ကိုရရှိသွားပြီဆိုလို့ရှင်လဲဘလောက်တောင်မှငါတို့တင်တောင်းဝင်တွေပေးလိုက်ရမလဲနေမစင်းစားတတ်ဘူးလားဒီမှာသားလေးရေငါနဲ့ကိုပြောပြမယ်ဒီသားမီးနှစ်ယောက်လုံးကိုတခါရဲအဆုံးသတ်ပြစ်လိုက်တော့နှစ်သစ်မှာငါနဲ့အတွက်ချွေးမအစ်တယောက်ခေါ်လာခဲ့ပေးမယ်နောက်အိမ်ကြောင်ပြောလိုက်မယ်ဆိုလို့ရှင်တော့သူကသားတယောက်မွေးဖွားပေးလိုက်မယ်အဖွားရဲ့စကားတန်ကိုကြားခဲ့ရတဲ့အခါမှာကလေးမတွေကလည်းသူ့ရဲ့အဖေကိုတောင်းဆိုလိုက်ပါတယ် အဖေရဲ့မရိုက်ပါနဲ့နော်အမေကိုမရိုက်ပါနဲ့အမေကိုလှုပ်ပေးလိုက်ပါအမေကိုမရိုက်ပါနဲ့အဖွားရဲ့ဘာဖြစ်လို့အခုလိုလုံနေရတာလဲအမေကိုမရိုက်ပါနဲ့အမေကိုလှုပ်ပေးလိုက်ပါအမေမှာဘာအပြစ်ရှိလို့လဲရှင်ရမားယောက်ျားကတော့အယတ်သမားတယောက်ဖြစ်ပါတယ်သူကတော့အလောက်ကျန်တွေလောက်ပြီးပတ်စံရှောက်ဖွေနေခရတော်တို့ပါသူစီမှာခုနှစ်နှစ်အရွယ်နီလမ်ဆိုရဲတမီလေးတယောက်လည်းရှိပါသေး။သူရဲ့ဖခင်ဖြစ်သူကတော့အမြဲတမ်းတောက်စားမိုးရှို့နေပြီးအမေဖြစ်သူကိုလည်းနှိမ့်ဆက်တတ်ပါသေးတယ်။ အဖွားဖြစ်သူကလည်းအတူတူနေထိုင်နေတယ်ဆိုပေမဲ့သားဖြစ်သူကိုတားမဲ့အစားအမြဲတမ်းမြောက်ချိုးပင်ကိုလှုပ်ပေးနေတတ်သူပါအတင်းနေညမှာအလုံးကနှစ်တစ်ကိုကိုပျော်ရွှေရွှေနဲ့ကြိုးစုံနေခဲ့ကြပါမယ်။တနာစရာကောင်းတဲ့လီလာမကတော့သူ့အမေရဲ့ဒဏ်ရာတွေကိုစေလိမ်ပေးနေခဲ့ရပါတယ်။မမေတမီးကမကောင်းတဲ့သူနော်။မမေအခုလိုမျိုးအရိုက်ခံနေရတာတမီးကြောင့်မဟုတ်လား။မဟုတ်တာတမီးလေးရဲ့တမီးကြောင့်မဟုတ်ပါဘူး။တမီးကအမေအတွက်ဘလောက်ကြောင့်တန်ဖိုးရှိလိုက်တဲ့ခလေးလေးလဲ။ မီးကိုရဖို့အတွက်အမေဖျားသခင်စီကဘလောက်တောင်မှစူတောင်းခဲ့ရလဲဆိုတာကိုသိရလားရမိုင်းအမေကဘလောက်ပဲရိုက်ခတ်နေရပါစေသူ့တမီးလေးရဲ့မျက်နှာကိုမြင်တွေ့ရတဲ့အခါတိုင်းစိတ်အေးတသားရရသွားကြပါရဲ့ဒီလိုနဲ့နှစ်ပေါင်းများစွာကုန်ဆုံးခဲ့ပြီးနောက်မှာနီလမ်ကလည်းအရွယ်တစ်ခုရောက်ရှိလာခဲ့ပါရဲ့သူကတော့အခုတက္ကသိုလ်ကျောင်းသူလေးဖြစ်နေခဲ့ပါပြီသူရဲ့မိခင်ဖြစ်သူကလည်းအခုဆိုရင်တော့အသက်ကြီးလာပါပြီ လီလမ်းမြေဖောက်ခင်ဖြစ်သူကအနှစ်ပေါင်းများစွာအရင်ကလေးကအလုတ်လည်းမလုပ်တော့သလိုမျိုးအရာကိုပိုတောက်လာခဲ့ပါရဲ့အင်းရဲ့အတောင်းစရိတ်တွေနဲ့သူ့သမီးလေးရဲ့အကြောင်းစရိတ်တွေကိုကာမီစေဖို့အတွက်ရမားကလည်းတခြားသူတွေရဲ့အိမ်တွေမှာအလုတ်လိုက်လုပ်ခဲ့ရပါရဲ့ရမားကတော့ကြောင်းတစ်ချောင်းမှာတန့်ရှင်ရဲ့ဝန်တန်းအနေနဲ့အလုတ်လောက်ကင်နေခဲ့ပြီးအဲ့ဒီကြောင်းမှာပဲနီလမ်ကလည်းစာတင်ကြားနေခဲ့ရပါတကယ်မှာတော့နီလမ်အတန်းလေးကိုဝင်နေခဲ့တဲ့အချိန်မှာပဲသူမပြုတ်ကျသွားခဲ့ပါရဲ့ ကြည့်ပါဦးဒီခြေကျိုးမကတော့လေနေ့စဉ်ရရုပ်ရှင်ရိုက်နေရဲ့သူရောက်လာပြီဆိုလို့ရှင်တော့ငါတို့အတန်းထဲမှာရှိတဲ့သူတွေအကုန်လုံးအာယုံပြက်ရတယ်နီလမ်တမီးလေးအစဉ်ပြေးရလားတမီးရဘလို့ဖြစ်ပြီးတော့ပြုတ်ကျသွားရတာလေကဲရော့နီလမ်ရေနေ့ရဲ့ဂျိုင်းတောက်လေရော့အစဉ်ပြေးရလားဆိုနမ်နဲ့နီလမ်တို့နှစ်ယောက်စလုံးကတော့အကြောင်းအတူတူတန်းနေခဲ့ကြသူတွေပါနီလမ်ကတော့တနာစီဟာကောင်းပြီးဆင်ရဲတဲ့ဒုက္ခကြကောင်းမလေးတယောက်ဖြစ်ပါတယ်သူရဲ့အမေကလည်းဒီအကြောင်းမှာပဲတန်ရှင်းဝင်ကြအနေနဲ့အလုံးလုံးကိုင်းနေရတဲ့သူပေါ့ နီလမ်ကအရန်ကိုကြော်ပါရီမိခင်ဖြစ်သူကလည်းဒီမှာပဲအလုံးလုံးနေရဖြစ်တဲ့အတွက်ဒီမှာရှိတဲ့ပမောခချုပ်ကြီးကိုရင်ကသူတို့ကိုအခွင့်အရေးတစ်ခုပေးပြီးနီလမ်ကိုကြောင်းတက်စေခဲ့ရပါဆိုနီယာဆိုတော့ကတော့အရန်ကိုချမ်းသာတဲ့အင်ကတထေသမီးလေးတူဖြစ်ပါရီဒါကြောင့်နီလမ်နဲ့သူ့ရဲ့အမေကိုအမြဲတမ်းအဆက်တကွဲအကျိုးနဲ့ဖြစ်ဖို့အတွက်စူးစမ်းနေခဲ့ပါရီအန်တီရဲ့တကယ်လို့ဒီမှာတန့်ရှင်လုံနေတယ်ဆိုရင်တော့ကျမရဲ့ခုံမှာပေးနေတဲ့လက်ဖက်ရက်တွေတခါတည်းတန့်ရှင်လောက်သွားလိုက် ငါရဲ့အမေဘလောက်ကြောင်မှအောက်ကြောင်နောက်ကြောင်ခံပြီးဒီအလုပ်တွေကိုလုပ်နေရလဲကြည့်ပါဦး။ငါသာဒုက္ခချမဟုတ်ဘူးဆိုရင်တော့ငါအမေတော်ရီအားလုံးကိုလုပ်စီရမလို့ဘူး။အဖေကလည်းအမြဲတမ်းတောက်စားမှုယူလာပြီးဆိုရင်တော့အမေကိုရှိုက်နေတုံးပဲ။နေလမ်းမြအဖေကတော့အခုချိန်ထိမှုယူလာတဲ့အခါတိုင်းသူ့မိမကိုနှိပ်စက်တတ်ပါရဲ့။တနာစရာကောင်းတဲ့ဓမ္မကတော့အလုပ်တွေကိုလုပ်ပြီးအိမ်မူကိစ္စတွေအကုန်လုံးကိုလည်းလုပ်ရပါရဲ့။ဘလို့မစိုးသူ့သမီးလေးနီလမ်ကိုပညာတတ်တယောက်ဖြစ်စေခြင်းတဲ့အတွက်သူမစ조사ရောကန့်နေခဲ့ပါရဲ့။ နေလမ်ကိုတိုင်ကလည်းသူ့အဖေရဲ့ပုံစံအမှန်တွေကိုတွေ့မြင်ရတဲ့အခါတိုင်းအရန်ကိုငိုရှုံနေခဲ့ရပါတယ်။တရက်မှာတော့ရမေးရှ်ကလူတချို့ကိုအိမ်ကိုခေါ်လာခဲ့ပါတယ်။ကဲကဲကဲဓမ္မကြီးသူကတော့ငါတို့မျိုးမှရှိတဲ့တကယ်ကိုအရန်ချမ်းသာတဲ့တထဲကြီးတိုးပဲ။ငါတို့ကငါ့ရဲ့သမီးလည်းနေလမ်အကြောင်းတသေးချာချာပြောပြထားတယ်။သူကအခုနေလမ်နဲ့လက်ထပ်ချင်တယ်ဆိုပြီးတော့ပြောလို့ငါနေလမ်နဲ့ပေးစားဖို့အကြောသူ့ကိုခေါ်လာခဲ့ရ။ငါတို့စီမောင်မင်းကလေးကိုပေးဖို့ကလွယ်လို့ဘာတခုမှပေးစရာမရှိဘူး။ ။ဘာတင်တောင်းငွေမှလည်းမပေးနိုင်ဘူးဆိုတဲ့အကြောင်းလေးကိုတေချာပြောပြထားပြီးသားရှင်ကျမဘက်ကိုခဏလာခဲ့စမ်းပါဦး။ရှင်ဒါဘာတွေပြောနေရလဲ။ तू ကသရိုးသားနဲ့ကျိုးလို့လား။ तू ကအကောင်လေးတယောက်မဟုတ်ဘူးလေ။ဒီလောက်ထိအသက်ကြီးနေတဲ့အဖိုးကြီးတယောက်သူရဲ့အသက်ကိုလည်းကြည့်ပါအောင်ရှင်ကျမတို့သမီးလေးနဲ့နည်းနည်းလေးမှလိုက်ဖတ်မှုမရှိဘူးရှင်ကဒီအဖိုးကြီးနဲ့ကျမတို့ရဲ့သမီးလေးကိုလက်ထပ်ပေးချင်နေရလားကဲပါဇက်ပိတ်ထားစမ်းနင်ပါစကားမထပ်ပြီးတော့ငါ့ကိုလာပြောမနေနဲ့ နေ့စီကနေပေါအတန်တစ်ခုမှထပ်ပြီးတော့ထွက်လာတာမကြားချင်ဘူးနော်ဘလို့မဆိုငါကနေ့ရက်သမီးအတွာသရိုးသားလောင်းတယောက်ကိုလိုက်ရှာပေးခဲ့ရလေနေ့ရက်များဘော်ရီလာပြီးတော့ငေါအပူလာလို့ပြနေရလေနေ့သမီးကနတ်သမီးလေးမဟုတ်လို့လားနေတိရောတိရဲ့လားငါတို့ကန်ကြမှာဘလောက်တောင်မှဆိုးရွားဆုပ်ပြက်နေလဲဆိုတော့ပြီးတော့နေ့သမီးကခြေကျိုးနေတာဒေါခိတာတယောက်သူ့အဖေသူကလက်ထပ်လိုက်မယ်လို့နင်မျှော်လင့်နေသေးရလေကျမအသက်ရှင်နေသေးရတော့ကျမသမီးကိုဒီပုံစံအတိုင်းလက်မထပ်ပေးနိုင်ဘူး ရှင်အရက်တော့ဖို့အတွက်ဒီလိုတွေစီကနေပတ်စံဘလောက်တောင်မှယူထားလေပြောပြစမ်းပါကျမကျမရဲ့သမီးလေးကိုတော့ဒီလိုလူတွေနဲ့လက်မထပ်ပေးနိုင်ဘူးဒီမှာကျမပြောတာကိုကြားတယ်မလားရှင်ဒီကနေထွက်သွားလိုက်တော့မင်းကအရှက်ခွဲဖို့အတွက်ဒီနေရာအထိခေါ်လာခဲ့ရလားငါကတော့မင်းရဲ့ဒုက္ခိတဖြစ်နေတဲ့သမီးလေးကိုတနာလုံးလုံးလက်ထပ်ဖို့အတွက်သဘောတူပေးခဲ့တာငါသာမင်းရဲ့သမီးနဲ့လက်ထပ်မယ်ဆိုရင်တော့တသက်လုံးသူ့ကိုတာဝန်ယူပေးနေရတော့မှမင်းရဲ့ဒုက္ခိတသမီးကိုတော့မင်းရဲ့အိမ်မှာပဲထားထားလိုက်တော့ ပြောဆိုပြီးနောက်ကြွားခွာသွားခဲ့ပါတယ်။ကဲတွေ့လားမင်းเจ้าနဲ့ငါဘယ်တော့မှဆုံးရှုံးနေတာတော့ရတယ်ဆိုတာကိုသိလား။မင်းကအတော်လေးကိုအတုံးမကြတဲ့မိန်းမပဲဘာတစ်ခုမှအတုံးမဝင်ဘူး။သူကလည်းတူတူပဲ။နင်တို့တာမီးနှစ်ယောက်လည်းမကောင်းတဲ့ဟာတွေအနည်းဆုံးသူ့ကိုလက်ထပ်ပေးလိုက်ရင်တော့ငါတို့ဘယ်တော့မှအကျိုးမရရှိသွားမလဲ။ငါတို့ငွေနှစ်သိန်းလောက်ကတော့အေးအေးဆေးဆေးရတယ်။သူကငါ့ကိုလက်ထပ်ပွဲအတွက်ငွေနှစ်သိန်းပေးမယ်ဆိုပြီးတော့ပြောထားတယ်။မင်းကတော့အတုံးမကြတဲ့မိန်းမပဲ။မင်းเจ้าနဲ့အရာအလုံးပြည့်စည်သွားရပြီ။ ကဲဖ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 ဲစမ်းမငါသွားတောက်အောင်မယ်အမူကပြေသွားတယ်ရမေ့ရှ်ကတော့အတော်လေးကိုလောဘကြီးလွန်နေဖခင်တူဖြစ်ပါတယ်သူရဲ့သမီးလေးကိုအရန်ကိုပစံချမ်းသာပြီးအသက်ကြီးလွန်နေတဲ့သူရဲ့တငယ်ချင်းဖြစ်သူနဲ့လက်ထပ်ဆဲချင်နေကြရပါဒါမှလည်းသူကပစံတွေကိုရရှိမှလေဒါကြောင့်သူကလည်းသူရဲ့တငယ်ချင်းဖြစ်သူကိုနောက်တစ်ချိန်ပြန်လဲဖြောင်းဖြားပြောဆိုဖို့အတွက်စဉ်းစားထားခဲ့ပါတယ်သိမချခင်မှာနှစ်သက်ကိုအချိန်အခါကိုရောက်ရှိလာတော့မှဖြစ်တဲ့အတွက်ဆိုနီယာကလည်းသူရဲ့ကြောင်းမှာတခုတ်ခုတ်ကြင်ညာစရာရှိပါတယ် အငယ်ချင်းတို့အားလုံးပဲနားထောင်ကြပါဒီတစ်ခေါက်နှစ်သစ်ကိုပါတီပွဲကိုတော့ကျမတို့ဘက်ကစစ်စင်ဖို့အတွက်ရှိပါတယ်အားလုံးကိုဖိတ်တယ်နော်အဲ့ဒီပါတီပွဲကိုတော့တကယ်အရန်နာမည်ကြီးတဲ့ကလပ်တစ်ခုမှပဲစစ်စင်သွားမယ်ကောင်းလိုက်တာဒါဆိုရင်တော့ပြောစရာကောင်းပါပဲနေ့ရက်ပါတီပွဲကတော့အရန်ကိုခန်းနာထည့်သွားမယ်ဆိုတော့ကိုသိနေတယ်ပါတီမှာအရာအားလုံးအဆောင်အလင်းရှိနေလိမ့်မယ်ကြောင်နဲ့ဆိုနေရရင်နေနီလမ်းကိုလည်းခေါ်မလာရင်ခေါ်မပါဘောခေါ်မပါဘောသူ့ကိုခေါ်တော့မှအရင်အောင်ပြောစရာကောင်းသွားမှာလी ငါတို့ကိုဖျော်ဖြေဖို့အတွက်လူတယောက်ကတော့လိုအပ်တယ်မဟုတ်လား။သူတမလာဘူးဆိုလို့ရှင်တော့ပါတီပွဲကအတော်လေးကိုပြင်းကြီးစရာကောင်းသွားလိမ့်မယ်ခဏနေအောင်။ငါတို့ကိုဖိတ်လိုက်အောင်မယ်ဟဲ့။နီလမြေငါနှစ်သက်ကိုပါတီလောက်ဖို့အတွက်စီစဉ်ထားတယ်။အဲဒါကြောင့်နှစ်သက်ကိုပါတီပွဲနေ့ကြလို့ရှင်တော့နင်းကိုလည်းလာစေချင်တယ်။နင်းညင်းမနေပါနဲ့ငါတို့အားလုံးကဘလို့မဆိုကြောင်းအောင်တူတက်နေတဲ့တငယ်ချင်းတွေဆိုတော့အထင်လွင်မမှုတွေအကုန်လုံးဖြည့်ဖြောက်ပြီးအတူတူနှစ်သက်ကိုကြိုးဆိုကြမယ်လေ။ဒါနဲ့စုံနမ်းနင်းလည်းလာရမယ်နော်။ နေတော့နှစ်ယောက်လုံးကတငယ်ချင်းကောင်းတွေဆိုတော့အတူတူလာခဲ့ကြပေါ့ကောင်းပြီလေဆိုနေရရဲ့ဒါဆိုရင်တော့ငါတို့နှစ်ယောက်လာခဲ့ပါမယ်အေးဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့မနေ့ဖြန်ကြရင်နေတော့အချိန်နဲ့ပဲလာခဲ့လိုက်ကြနော်ဆိုနှမ်းမြေငါအဲ့လိုနေရာတွေမသွားဘူးဆိုတော့ကိုနင်းလဲတည့်ရသားနဲ့ဘာဖြစ်လို့လာမဲဆိုပြီးတော့ပြောလိုက်ရတာလေနေရလေဆိုနေရရဲ့ပါတီပွဲကအရန်ကိုကြီးကြဲခဏရဲဆိုပြီးတော့ခဏခဏပြောနေကြတာကြားဘူးလေငါတို့လည်းတွားကြည့်ကြတာပေါ့ဘလို့မဆိုတငယ်ချင်းတွေပဲလေအမြဲတမ်းလုံနေတဲ့ပါတီပွဲမှမဟုတ်ကြ အေးပါဟုတ်ပါပြီဒါပေမဲ့ငါအမေကိုငါမေးကြည့်မှဖြစ်မယ်အိမ်ကိုပြန်သွားပြီးနောက်မှာတော့သူတို့ကလည်းအမေကိုပြောပြလိုက်ကြပါရီသမီးအဲ့ဒီဆိုနီယာဆိုတဲ့မိန်းကလေးအကြောင်းကိုလည်းသမီးသိရတာနဲ့သမီးတို့အဲ့ဒီကိုဘယ်လိုပို့ရမလဲအမေကြောက်တယ်အန်တီရဲ့မကြောက်ပါနဲ့နီလမ်းတယောက်ထဲသွားနေရမှာမဟုတ်ပါဘူးသမီးလည်းပါတယ်လေကျမတို့ခဏလောက်ပဲနေပြီးတော့ချက်ချင်းပြန်လာခဲ့လိုက်ကြမှာဒီလိုနဲ့နီလမ်းကလည်းပါတီပွဲကိုသွားခဲ့ပါရီသူမကစင်ရဲမိသားစုမှာခြေပြင်းလာတဲ့မိန်းကလေးဖြစ်တဲ့အတွက်ဒီလိုပါတီပွဲတွေကိုပထမဦးဆုံးသွားဘူးတာပါ ဆိုနီယာအဲ့ကောင်မလေးရောက်ပဲသူလဲဒီပါတီပွဲနဲ့လုံးဝမလိုက်ဖတ်ဘူးနင်ခဏလေးစောင့်ကြည့်နေလိုက်ပါတီပွဲကဘလောက်တောင်ပြောစရာကောင်းလားမလဲဆိုတာကိုသိလိမ့်မယ်အငယ်ချင်းတို့အားလုံးပဲတိတ်မကြခင်မှာနှစ်တက်ကူတော့မယ်ဆိုတာကိုသိကြတယ်မဟုတ်လားလီလက်မြေနင်ဘာလုပ်နေရလဲလာကောက်အောင်နင်ရလေသူကသူ့ဟာသူတော်မနေရက်တည်နေရတာဘာဖြစ်လို့ကခိုင်းနေရတာလဲအေးဟုတ်တယ်သူကကားလို့မရအောင်မေ့သွားတယ်ဇာတဲ့တကယ်ချင်းတွေအကုန်လုံးပြောပါကြပါဒါနဲ့နင်ကအကျွတ်အရက်တစ်ခွက်လောက်ယူလာခဲ့ပေးစမ်းမအောင် ခိုင်းနေတာကြည့်ပါဦးငါမသိရင်သူ့အဖေရဲ့အလုပ်သမားကြနေရောသူကတော့သင်္ကန်းစာပေးမှဖြစ်မယ်ကဲလျှော့သူ့ရဲ့အေးကွက်ထဲမှာတော့ငါဒီမူရစ်စေတဲ့ဆေးတွေကိုထည့်လိုက်မယ်ဒုက္ခပဲဒီကောင်လေးကဆိုနီယာတောက်မဲ့အေးကွက်ထဲမှာဘာထည့်လိုက်တာလဲမွန်တီးရေဘာဖြစ်နေလဲမသိဘူးငါအရန်မူးနောက်နေရသေးလားနေငါတောက်တဲ့အေးထဲမှာတခုခုရောထည့်ထားတာလားခဏလေးပါပဲဆိုနီယာရဲ့ပြီးရင်တော့မင်းကငါပိုင်းပြီဒါဘာတွေပြောနေရလဲနေပါအောင်ဒါဆိုနီယာပဲ ဒီနောက်မှာတော့နီလမ်ကသူ့ရဲ့ဂျိုင်းချောင်းနဲ့ပဲမွန်တီကိုတိုက်ခိုက်ခဲ့ပါရီ။ဆိုနီယာနဲ့အဆင်ပြေရဲ့လား။နီလမ်နင်းတော်သေးရပါဘုရားသခင်ကိုကျေးဇူးတင်ရမယ်။သူနဲ့အေးကွက်တဲ့တခခုရောထဲနေရကိုတွေးလိုက်လို့ငါလည်းတန်တရားဝင်လာနဲ့လိုက်ကြည့်နေရ။ဒါနဲ့တငယ်ချင်းရဲ့နှစ်တက်ကူသွားပြီတိလား။အေးပါတငယ်ချင်းရဲ့နှစ်တက်ကူကိုကြိုးဆိုကြတာပေါ့ငါ့အခွင့်လောက်ပါတငယ်ချင်းရဲ့ရပါတယ်ဆိုနီယာရဲ့ပြီးခဲ့တဲ့ကိစ္စတွေကိုမေးလိုက်တော့နောက်နေ့မှာတော့ဆိုနီယာကလည်းနီလမ်မြင့်အင်ကိုသွားခဲ့တဲ့အခါမှာ ါကအဖေရဲ့ကားပဲဒီမှာပါလောက်နေရလေ။ကဲဒီမှာအခုကျွန်တော်သမီးလေးကမင်္ဂလာပွဲကိုထပ်ပြီးတော့ညင်းမမဟုတ်တော့ဘူး။ကျွန်တော်တို့အမြန်ဆုံးမင်္ဂလာပွဲစီစဉ်ကြမယ်။ဆေးဆက်ပွဲအတွက်လက်ဆွတ်ကိုအမြန်ဆုံးဝတ်ပေးလိုက်တော့အဖေကကျွန်မတငယ်ချင်းဒီလမ်းမနဲ့လက်ထပ်မလို့ဟုတ်လား။ရှင်စရာကောင်းလိုက်တာအဖေရဲ့။ဒီလမ်းကိုဒီပုံစံအတိုင်းကျွန်မထပ်ပြီးတော့မကြည့်နိုင်တော့ဘူး။ပြီးတော့အဖေဒီကနေသွားလိုက်တော့ပြီးတော့ရှင်ရအဖေအရှင်ဖြစ်ပြီးကိုသမီးကိုဒီလိုအသက်ကြီးရဲ့သူနဲ့လက်ထပ်ပေးနေရဟုတ်လား။ဆိုနေရငါလည်းလက်မထပ်ချင်ပါဘူး။ ငါကပညာတတ်တယောက်ဖြစ်သွားတဲ့အခါကျရင်အလောက်ကောင်းကောင်းရှာပြီးငါမေနဲ့အေးအေးဆေးဆေးနေခြင်းနဲ့ရဲ့နေငယ်ကြပြန်သွားခဲ့တဲ့အခါမှာဆိုနီယာကတော့နီလမ်ရဲ့ခြေထောက်ကိုဆေးကုပေးခဲ့ပါရီနီလမ်လည်းအခုဆိုရင်တော့သူ့ခြေထောက်ပေါ်သူ့ရှာတင်နိုင်သွားခဲ့ပါပြီတမီးလေးဆိုနီယာရဲ့ကျေးဇူးများကြည့်တင်ပါတယ်ဒီနေ့ငါတမီးလေးသူ့ခြေထောက်ပေါ်သူ့ရဲ့တင်နိုင်တာနဲ့အကြောင်းပဲဟုတ်တယ်ဆိုနီယာရဲ့ကျေးဇူးများကြည့်တင်ပါတယ်အခုဆိုရင်တော့ငါရဲ့ရည်ရွယ်ချက်တွေအကုန်လုံးပြည့်သွားတော့မယ် ဆိုနီယာရဲ့ကျေးဇူးတွေကြောင့်လီလမ်ကတော့အဆင်ပြေသွားခဲ့ပါတယ်။သူမှကြောင်းပြီးသွားတာနဲ့အလုပ်တစ်ခုတန်းရသွားပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ခွဲခြားခံရလွန်သူများဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ပျော်စရာလည်းမကောင်းဘူး။အေးဟုတ်တယ်။နည်းနည်းလေးမှပျော်စရာမကောင်း။ငါတို့တစ်ခုခုစိတ်ဝင်စားစရာကောင်းတာတွေလုပ်ကြမယ်လေ။အေးဟုတ်ပြီလေ။ဒါပေမဲ့ဘာလုပ်မှလဲ။ငါတို့တစ်ခုခုချက်စားကြမယ်ဆိုရင်ဘလို့လဲမကောင်းလား။ဟဲ့ဒံပေါက်စားကြမလား။อืมကောင်းတယ်နော်။ကောင်းတယ်ကောင်းတယ်ဒံပေါက် ဒါဆိုရင်တော့ငါတို့ဒံပေါက်စပြီးတော့ချက်ကြမယ်။နင်ပြင်ဆင်စရာရှိတာပြင်ဆင်ထားလိုက်ငါကိုယ်တိုင်ချက်ပေးမယ်။ဒါဆိုလို့ရှင်တော့ငါတို့တတ်တတ်လှဒံပေါက်စားကြမလား။အသားဒံပေါက်စားကြမလား။တော်စားမှာနင်ကလည်းဒံပေါက်ပါဆိုနေမှာဘယ်သူကတတ်တတ်လှစားမှာလဲ။ငါတို့စားမယ်လေဒီနေ့ဘာနေ့လဲဆိုတာမေ့သွားပြီလား။ဒီနေ့တတ်တတ်လှစားကြတာပေါ့။ဟုတ်တယ်ဟုတ်တယ်။ငါတို့အားလုံးဒီနေ့အတူတူတတ်တတ်လှဒံပေါက်စားကြတာပေါ့။ကဲပြောပြီလား။ဒါဆိုရင်တော့ငါဟင်းသေးဟင်းရွက်တွေသွားလှီးထားလိုက်တော့မယ်နော်။အေးဟုတ်ပြီဒါဆိုရင်တော့ငါစမ်းစေးပေးမယ်။ ဒီပုံပြင်လေးကတော့ဒီတငယ်ချင်း၃ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။၃ယောက်လုံးကအတူတူကြောင်းတန်းနေခဲ့ကြတဲ့တငယ်ချင်းတွေဖြစ်ပါတယ်။သူတို့ကအချက်ပြုတ်ဆိုင်ရာတင်တန်းကိုလည်းတန်းနေခဲ့ကြတာပါ။၃ယောက်လုံးကအစားအသောက်မျိုးစုံချက်ပြုတ်ပြင်ဆင်ရတာစားတောက်ရတာကိုအရင်ကြိုက်ကြပါတယ်။အခုလိုဝါသနာတူတဲ့အတွက်ကြောင့်လည်းသူတို့၃ယောက်လုံးတငယ်ချင်းအရင်းတွေဖြစ်လာခဲ့ကြတာပါ။တဖြည်းဖြည်းနဲ့အချိန်တွေကုန်ဆုံးလာခဲ့တဲ့နောက်မှာတော့တငယ်ချင်း၃ယောက်လုံးကလည်းပိုးပြီးရင်းနှီးလာခဲ့ကြပါသည်။ဒီလိုနဲ့တရားမှာတော့ အေးလိုက်တာကွာအတော်လေးအေးရနော်ရာသီဥရုကအေးစိတ်နေရပဲအေးဒါဆိုရင်တော့တကယ်ချင်းရေမင်းငါအိမ်လိုက်ခဲ့ပြီးတော့ကော်ဖီလေးပါလေးတောက်လေအိမ်မှာကော်ဖီဖြော်စက်ရှိရယ်အမေကော်ဖီဖြော်တာအရန်ကောင်းတယ်တိလားအမလီအိမ်အထီးသွားစီရပါလို့လဲငါတို့အပြင်မှာပဲကော်ဖီတောက်လို့ရတာပဲလीအေးဟုတ်ပါတယ်ဒါပေမဲ့အမေကိုယ်တိုင်ဖြော်တဲ့ကော်ဖီကြတော့ပို့ပြီးတော့အရသာရှိရပါဗောဒီနေရာမှာကော်ဖီဆိုင်တွေရှိတယ်ဆိုတော့ငါလည်းသိရယ်ကော်ဖီတောက်နေတဲ့သူတွေကလည်းအများကြီးပဲအေးဟုတ်တယ်ဟုတ်တယ်ကောင်းတယ်ကောင်းတယ် ငါတို့မင်းအိမ်ကိုပဲအတူတူသွားပြီးတော့ကော်ဖီတောက်ကြမယ်အဲ့တော့ပိုကောင်းတယ်လို့ငါလည်းထင်တယ်ဒီလိုနဲ့အားလုံးကလည်းအိမ်ကိုသွားပြီးတော့ကော်ဖီတောက်ခဲ့ကြပါရီကော်ဖီကတကယ်အရန်ကိုအရသာရှိရှိပါပဲအားလုံးကလည်းကော်ဖီတောက်ပြီးတဲ့အခါမှာတော့ချီးကျူးနေခဲ့ကြပါရီကော်ဖီတောက်ပြီးသွားတဲ့အချိန်ထိ၃ရောင်လုံးအရန်ကိုပြင်းရှိနေခဲ့ကြပါရီပြင်းစီကကောင်းလိုက်တော့ငါအရန်ကိုပြင်းနေသေးလားဒါဆိုလို့ရှင်တော့ဘာလုပ်ကြမလဲမင်းမဲပြောလိုက်တော့လေဒါနဲ့နင်တို့နားထောင်ကြအောင်ငါစီမှာအကြံတစ်ခုရှိတယ်ငါပြောပြရမလားနင်ကလည်းဘာလို့အခုပြောမှလဲ ငါတို့အတော့အရင်ဆုံးဖိတ်စာလေးပါလေးရိုက်ဖိတ်စာဖိတ်ပြီးတော့မှငါတို့ကိုခေါ်ပြောလေအေးဟုတ်တယ်တကယ်ချင်းရေမင်းပြောတာမှန်တယ်သူကလေလေစကားတခုလေးပြောဖို့အရေးဦးစကားပလင်လေးပါလေးခံနေသေးတယ်ပြောလေအယူမရပြောပါလားဟဲ့နေတော့နှစ်ယောက်လုံးပါဇက်ပိတ်ထားကြစမ်းပါငါပြောတဲ့စကားကိုပဲတိတ်တိတ်ချာနားထောင်ကြအခုတိတ်မကြခင်မှာနှစ်တက်ကိုအချိန်ခါလေးကိုရောက်ရှိလာတော့မှလေငါတို့အဲ့ဒါကြောင့်နှစ်တက်ကိုကိုတိတ်တိတ်ချာလေးကြုံဆိုဖို့အတွက်ပြင်ဆင်ကြမယ်ဆိုရင်မကောင်းဘူးလားငါတို့အပြင်လေးပါလေတွားကြတာပေါ့ဟာဘယ်လိုလဲ နေကလည်းဘာလို့ပြင်ဆင်ပြီးတော့ရှောက်လဲကျင်တာလဲထားလိုက်စမ်းပါဟာငါတို့အဲ့ဒီနေ့ကျရင်တော့အိမ်မှာပဲချက်ခုတ်ခုတ်ချက်ပြုတ်စားတော့ကြတာပေါ့အိမ်မှာပဲနေကြမယ်လीပြီးတော့ငါတို့တော့အဆင်ပြေတဲ့နေ့တနေ့ပဲဥပုပ်စားရမယ့်နေ့လည်းမဟုတ်ဘူးဆိုတော့ငါတို့တတ်တတ်လွတ်စားစရာလည်းမလိုဘူးကြက်သားတွေပါတယ်အေးအေးဆေးဆေးစားလို့ရတယ်အိမ်နေကြရင်တော့မဟုတ်တာမင်းကလည်းပို့ပြီးတော့ကောင်းတာချက်ခုတ်ခုတ်ငါတို့လောက်ကြမယ်လीမဟုတ်တော့တငယ်ချင်းတို့ကလည်းငါတို့အပြင်ကိုရှောက်လေကြမယ်လीနေတော့နေအောင်တော့ပါးစပ်ပိတ်ထားကြစမ်းပါဘလို့ဖြစ်နေရလဲငါ့စီမှာအကြံတစ်ခုရှိတယ် ငါတို့အရင်နေကြလို့ရှင်တော့တောင်တန်းတွေရှိတဲ့နေရာကိုသွားကြမယ်ဆိုရင်မကောင်းဘူးလားကောင်းတာပေါ့တငယ်ချင်းအရန်ကောင်းတယ်နေရာတော့တကယ်ငါ့ရဲ့တငယ်ချင်းပဲငါပြောချင်နေတဲ့စကားတွေအကုန်လုံးအရင်ပြောလိုက်တယ်အေးပါနင်တို့အားလုံးငါပြောမယ့်စကားကိုအရင်ဆုံးတသိတစ်ထနားထောင်အရင်နေရာမှာငါတို့တဲထိုးပြီးတော့နေကြမယ်ငါတို့အရန်ကိုစားချင်နေတဲ့အသားချံပေါက်ကိုလည်းအရင်နေရာမှာပဲသွားပြီးချက်ပြုတ်ကြတာပေါ့ကောင်းတယ်ကောင်းတယ်မင်းရဲ့အကြံဉာဏ်ကိုတော့ငါလည်းသဘောကျတယ် ကဲဒါဆိုရင်တော့ငါတို့ပြင်ဆင်စရာရှိတာအားလုံးပြင်ဆင်လိုက်ကြတာပေါ့ငါတို့မှအလုပ်တွေအများကြီးရှိသေးရဲ့လေငါတို့လိုအပ်တာတွေအားလုံးထုတ်ပေါ်ပြီးရဲ့အခါကြလို့ရှင်တော့အဖေ့စီကနေကားတောင်းလိုက်ကြမယ်ဒီပါအောင်ငါတို့ကကားစီးပြီးတော့သွားကြမလို့လားအေးဟုတ်တယ်စူးစမ်းကြည့်မယ်အဖေကတော့ငါကိုကားပေးလိုက်မယ်ဆိုလို့ရှင်တော့ငါတို့အတော်လေးအဆင်ပြေသွားမှာပဲဒီလားဒီခရီးစဉ်ကလည်းထင်သာထားနေပို့ပြီးပြောစရာကောင်းသွားလိမ့်မယ်အေးဟုတ်တယ်ဟုတ်တယ်တကယ်အရင်ကပြောစရာကောင်းမှာပဲတော့ ီလိုနဲ့သူကလည်းသူ့ဖေကိုဖြောင်းဖြောင်းပြောဆိုပြီးနောက်မှာတော့တငယ်ချင်း၃ယောက်လုံးဒီဇင်ဘာ31ရက်နေ့မနက်ပိုင်းမှာပဲခရီးကိုစတင်ထွက်ခွာလာခဲ့ကြပါသည်သူတို့ကားထဲမှာကမ်ပိန်းအတွက်နဲ့တံပေါက်ချက်ပြုတ်ဖို့အတွက်ပစ္စည်းတွေအားလုံးကိုတသေးချာထည့်လာခဲ့ကြပါသည်၃ယောက်လုံးကလည်းပျော်ရွှင်စွာနဲ့ခရီးကိုထွက်လာခဲ့ကြပါသည်အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့သူတို့တောင်တန်းတွေရှိတဲ့နေရာကိုရောက်ရှိလာကြတော့မှာပါညနေဆောင်တော့မယ့်အချိန်မှာပဲသူတို့ကရောခဲ့ကြပါတယ် ခဏလေးကားရပအောင်လားဟဲ့ငါတို့ကားမောင်းနေရအတော်လေးကိုကြားနေပြီလေခဏလောက်ရပ်ပြီးအနားယူကြမယ်လဖေးလေးပါလေးတောက်ကြတာပေါ့အေးဟုတ်တယ်ဟုတ်တယ်ကောင်းတယ်နော်ငါလည်းကားမောင်းနေရင်ကားမောင်းနေရင်အတော်လေးကိုပြန်မန်းနေပြီငါလည်းခဏလေးတော့အနားယူကျင်သေးတယ်သူတို့ကလည်းခဏလေးလဖေးလေးတောက်ပြီးတဲ့နောက်မှာတော့ကားဆက်ပြနှိုးခဲ့ပေမဲ့ကားဆက်လုံးဝနှိုးလို့မရခဲ့ပါဘူးဘလို့ဖြစ်ကြလဲတကယ်ချင်းရဲ့ဒါပါဖြစ်သွားတာလေဒုက္ခပါပဲကြီးရတာစီကုံသွားတာပဲဖြစ်ရမယ် ဟဲ့ဘလို့ဖြစ်ကြလဲနင်ကားထဲမှာစီအပြည့်ထည့်လာခဲ့ရမဟုတ်လားဘလို့ဖြစ်ပြီးစီကုံသွားရတာလဲအေးဟုတ်တယ်ငါတို့အဝေးကြီးကနေပြီးတော့ကားမောင်းလာခဲ့ရပြီးတော့နင်ပဲအပူပေးဆက်ဖွင့်ထားပေးပါအရန်အေးတယ်ဆိုပြီးတော့ပြောနေလို့ငါနေ့အတွက်အပူပေးဆက်ဖွင့်ထားပေးရသေးရဲ့လीအေးဟုတ်ပါတယ်ဟုတ်ပါတယ်ဒါရီအားလုံးထားလိုက်ပါအခုငါတို့ဘလို့လောက်ကြမလဲဘယ်ဟိုဆက်ပြီးတော့သွားကြမလဲစီလဲကုံသွားပြီးဝယ်ဖို့ရတယ်လွယ်တာမဟုတ်ဘူးရွာထဲကိုဝင်သွားမယ်ဆိုလို့ရှင်တော့စီရေပါရီရနိုင်လားအေးပါအေးပါခဏလေးနော်ငါတခုခုကြည့်လိုက်အောင်မယ် ဒီနောက်မှာတော့ဆိုင်ဖွင့်ထားတယ်လက်ဖေးဆိုင်ပိုင်းရှင်နဲ့စကားပြောကြည့်ခဲ့တဲ့အခါမှာတော့ဒီကနေပြီးတော့15ကီလိုမီတာလောက်အကွာအဝေးကိုသွားမှစီရနိုင်မယ်လို့ပြောပြခဲ့ပါတယ်။အဲဒီဆိုင်ကလည်းမနမိုးလေးမှာပြန်ဖွင့်ထောက်မှာပါ။ဒီရွာမှာတော့အစိုးရအကြောင်းတကြောင်ရှိပြီးဒီကျောင်းကအမြဲတမ်းဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်အဲဒီမှာတော့အနားယူလို့ရပါတယ်။သောရောင်လုံးကလည်းလက်ဖေးဆိုင်ပိုင်းရှင်ဦးလေးကြီးကိုကျေးဇူးတင်စကားပြောပြီးနောက်မှာတော့ရွာထဲဝင်လာခဲ့ကြပါရီရွာမှာရှိတဲ့ကျောင်းထဲမှာကလေးငယ်လေးတွေစော်ကစားနေခဲ့ကြပါရီ ကဲကလေးတို့ရေဟိုနားမှာဦးလေးတို့ကားရက်ထားတယ်ကားကစီကုံသွားတာနဲ့လုံးဝဆက်နှိုးလို့မရတော့ဘူးကားကိုနည်းနည်းတော့တုံးပေးကြပါလားဒါမှနေရာရွှေ့ပြီးတော့ကားရက်ထားလို့ရမှာလေဒါပေါ်အကိုရရပါတယ်ဘာလို့စွရင်ပုံပန်နေရတာလဲကျင်းနေပါကိုညီပေးမယ်ကဲကဲကဲကလေးတို့ရေလာကြဟေးလာကြလာကြကလေးတွေကလည်းကြိုးစားပန်းစားနဲ့ကားကိုတုံးပေးခဲ့ကြပါတယ်သူတို့အားလုံးကကျောင်းအောင်ဆရာကြီးကိုအကူအညီတောင်းခဲ့တဲ့အခါမှာတော့သူတို့ကိုဒီမှာနေဖို့အကြောခွင့်ပြုပေးခဲ့ပါတယ်။တွားပြီးတွားပြီးငါတို့ရဲ့အစီအစဉ်တွေအကုန်လုံးကတော့ပြတ်စည်းသွားပြီ ဟုတ်တယ်ပြန်စီသွားတယ်ဆိုပေမဲ့ငါတို့တောင်ပေါ်ဒေသလေးကိုတော့ရောက်ရှိလာခဲ့တာပဲတောင်ပေါ်မတိုက်ရတာပဲရှိရဒီကလေးတွေကိုကြည့်ပါအောင်အဝိစာကောင်းကောင်းမရှိတာတော့မှသူတို့ဘလောက်ကြောင့်မှပျော်ရွှင်နေလိုက်ကြတယ်နော်အေးဟုတ်တယ်ငါလည်းအခုအကြံတစ်ခုရသွားတယ်ဒီလားအေးပြောလေဒါဆိုရင်လည်းအမြန်ပြောငါရရဲ့နှစ်စက်ကိုကိုတော့ဒီကလေးတွေနဲ့ပဲအတူတူကျင်းပါကြမယ်ဆိုရင်ရောအေးကောင်းတယ်ဒီအကြံကအကျော်လေးကောင်းတယ်နော်ဒီအနေနဲ့မှရှိတဲ့ဆိုင်တွေကနေပြီးတော့ငါတို့မဆလာနဲ့ဆန်သွားဝယ်ကြမယ် ဒါဆိုရင်တော့နေရဒီမှာနေခဲ့ပြီးတော့ထင်းချောက်တွေလိုက်စုထားလိုက်မီးမွေဖို့အတွက်လည်းပြင်ဆင်ထားအောင်ငါကားထဲမှာရှိတဲ့ပစ္စည်းတွေအားလုံးထုတ်ရှူလာခဲ့ပေးမယ်ဟုတ်ကဲ့ကောင်းပါပြီဒီလိုနဲ့အားလုံးကလည်းကိုယ်စီအလုံးလောက်ကင်ခဲ့ကြပါရစေအချိန်အတော်ကြာတဲ့အချိန်တို့ကတော့ဓာတ်ပေါက်ကိုချခဲ့ကြပါရစေနောက်ဆုံးမှာတော့ည7:00နာရီထိုးသွားခဲ့ပါပြီအားလုံးကလည်းတယောက်ကိုတယောက်နှစ်သိကိုအတွက်ကုန်ပြူနေခဲ့ကြပါရစေငွေချင်း၃ယောက်လုံးကအရင်မှရှိတဲ့ကလေးတွေအကုန်လုံးအတွက်ဓာတ်ပေါက်တွေကိုထည့်ပေးခဲ့ကြပါရစေ ။ထင်းနဲ့ချက်ထားတဲ့ဒီတံပေါက်ကတော့အရန်ကိုအရသာရှိနေတာပါပဲ။ဒီစင်းရတဲ့ကလေးတွေကသူတို့ဘဝမှာဒီလောက်ထိအရသာရှိတဲ့တံပေါက်မျိုးဘယ်တော့မှမစားခဲ့ဘူးကြပါဘူး။နောက်ဆုံးမှာတော့တံပေါက်တစ်ပွဲသာသူတို့စားဖို့အတွက်ကြံပါတော့တယ်။တကယ်ချင်း၃ရောက်လုံးကလည်းကြံတဲ့တပကံတဲကိုပဲအတူတူစားခဲ့ကြပါရဲ့။နောက်နေ့မှာတော့ကလေးတွေရဲ့အကူအညီနဲ့ပဲသူတို့ကားထဲမှာစီထည့်လို့ရရှိသွားခဲ့ကြပါတယ်။သူတို့ပြန်တော့မယ့်အချိန်မှာကလေးတွေအကုန်လုံးကလည်းဝမ်းနဲ့နေခဲ့ကြပါတယ်။သူတို့ကိုဖတ်ပြီးတော့နှုတ်ဆက်နေခဲ့ကြပါတယ်။ ။အလေးတွေကဝမ်းနေလို့မျက်ရည်ကျနေခဲ့ကြပြီးတငယ်ချင်း၃ယောက်လုံးကတော့စိတ်အေးသသာရနေခဲ့ကြတာပေါ့။ဒီလိုနဲ့တနေ့ပြည့်သွားခဲ့တဲ့အခါမှာတော့ကဲတငယ်ချင်းတို့ရေအခုဆိုရင်တော့နှစ်တက်ကိုအချိန်ခါကိုရောက်တော့မယ်။ဒီနှစ်ကငါတို့ဘာလို့ကြောက်ရင်ကောင်းမလဲ။မင်းတို့ချက်ခုခုစဉ်းစားထားတာရှိတယ်ဆိုရင်လည်းပြောပြကြအောင်။ဘာရင်းများဒီလောက်တောင်မှစဉ်းစားဖို့အတွက်လိုအပ်နေရတယ်။ငါတို့ရဲ့တငယ်ချင်းလေးတွေစီငါတို့သွားကြမယ်လေ။เออဟုတ်တယ်ဟုတ်တယ်ဒီတစ်ခေါက်တော့စံနဲ့နဲ့ပို့ပြီးတော့ထည့်လာခဲ့ဦးเนาะပြီးခဲ့တဲ့တစ်ခေါက်တုန်းကငါတို့ဓာတ်ပေါက်ကိုဘယ်လိုလုစားခဲ့ကြရလဲဆိုတော့ကိုမှတ်မိသေးရမဟုတ်လား ဒီတစ်ခေါက်ကတော့အဲ့ဒီကိုသွားမယ်ဆိုရင်တော့တရွာလုံးကလူတွေကိုဓာတ်ပေါက်ကျွေးနေရင်ကျွေးနေရမှာသီလားငွေချင်းပြောတဲ့စကားကိုကြောက်ခဲ့ရတဲ့အခါမှာကျန်တဲ့ငွေချင်းတွေကလည်းရီမောနေကြကြပါတော့လေဒီနောက်မှာတော့သူတို့ကဒီနေ့နှစ်တက်ကူမှလည်းရွာမသွားပြီးနှစ်တက်ကူပွဲတော့ကိုကျင်းပဖို့အတွက်ပြင်ဆင်ထွက်ခွာလာခဲ့ကြပါတယ်ဒီနောက်မှာတော့စင်ရဲရဲ့ကလေးတွေရဲ့နှစ်တက်ကူချိန်ခါလေးကိုပျော်ရွှင်သွားအောင်လို့သူတို့တောင်းရောက်လုပ်ပေးခဲ့ကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်